ားလုံးမင်္ဂလာပါဗျာကောင်းစက်တင်ထဏမှာပြန်လဲကြိုးစိုးလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်တံမျိုးဖိုင်းလေးကတော့ကိုနဲ့အမြင်မတူတိုင်းလိုက်ပြီးရုပ်မာနေတဲ့ဖြည့်ကြီးဖွဲကမင်းမင်းစော်ဟင်းရဲ့ရုပ်မာမှုတွေကိုဖြည့်ရှင်းလာတဲ့ဟုတ်ကဲ့ကိုရှားစုရဲ့ရုပ်တံမျိုးလေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒီမှာကိုရှားစုကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ဖြည့်ရှင်းပြောဆိုထားတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာ

ဘာကြောင့်လဲဆိုတော့သူဆွဆက်ထားတဲ့အရာတွေကတခုမှမဟုတ်တဲ့အတွက်ဒါကျွန်တော်အများသူငါသိအောင်ပြန်လဲဖြေရှင်းခြင်းဖြစ်တယ်ပေါ့နော်အဲ့ပေါ်မှာဥထတ်တို့ဘုကိုလည်းဒါဥထတ်တို့ဆိုရင်လည်းနိုင်ငံရေးတမိုင်းရှိတယ်ဥထတ်တို့ဆိုရင်လည်း88ကနေလာခဲ့တယ်အားလုံးကတမိုင်းကိုယ်စီရှိတဲ့သူတွေကိုသူတို့နဲ့အမြင်မတူတိုင်းလူတွေကိုထိုးနှက်တယ်မဟုတ်မှန်မှန်စကားတွေပြောတယ်ဒီဖြဲကြီးအဖွဲ့ကနော်ဟိုရုပ်မှကောက်ခြင်းမှုတွေကိုကျွန်တော်ကဒါဖုတ်ဖွဲ့လင်းလင်းချပြခြင်းဖြစ်တယ်နိုင်ငံရေးကိုကျွန်တော်ကနိုင်ငံရေးလုပ်တဲ့သူတွေကိုပအဝင်ပတ်သက်တာတွေနော်လိုက်ပြီးဖြတ်စည်းတာတွေ လိုက်ပြီးတော့ပြစ်တင်ရှုတ်ချရတယ်ကျွန်တော်မှမရှိလူတိုင်းမှာလူတိုင်းမှာသူသူ့အနေနဲ့သူအခွင့်အရေးရှိတယ်စိုက်တာလုပ်ခွင့်ရှိတယ်ဒါပေမဲ့မမှန်ကန်ကန်လုပ်ဖို့လိုအပ်တယ်မမှန်ကန်ကန်ယက်တီဖို့လိုအပ်တယ်မမှန်ကန်ကန်စကားပြောဖို့လိုအပ်တယ်ဒီလိုမျိုးတော်လန်ကြီးလုပ်ပါတယ်ဆိုပြီးတော့မှတော်လန်ကြီးကိုအတုံးချပြီးတော့မှမဟုတ်မမှန်ပြောတဲ့ဟာတွေကိုကျွန်တော်ကလက်မခံနိုင်ဘူးတီးမခံနိုင်ဘူးဒါကြောင့်သူတို့နဲ့စပြီးတော့ဒီ TikTok social media မှာစတင်ပြီးတော့စကားများခဲ့ရတာရှိခဲ့တယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်ပေါ့အဲ့ဒီတော့ကျွန်တော်ဒီအရင်တော့ကဒီအာ အဖြည့်ကြီးအဖွဲဝင်နော်ဥက္ကကုန်လင်ကိုလည်းကျွန်တော်ဖိတ်ခေါ်ဖိတ်ခေါ်ခြင်းတယ်ဟိုရှယ်တဲ့ဖြစ်တဲ့ຢာတွေအားလုံးပေါ့နော်ရှယ်လို့ရရင်ရှယ်ပေးပါအောင်နော်ကျွန်တော်ဒီမှာရှယ်လို့မရအောင်ဖြစ်တို့ကိစ္စတွေကကိုမဟုတ်ပါအောင်ကွာငြိမ်နေလို့မရအောင်အမှန်တရားဆိုတာကဖော်ထုတ်မှအများသူကသိတာဟုတ်နော်ကျွန်တော်တော့ငြိမ်နေတယ်ဆိုရင်ဟာဒီကောင်တွေကအခုချိန်မှာဘာပဲလုံးလုံးငါတို့ကပြည်သူအတွက်ငါတို့ကတော်လန်ကြီးကိုလုံနေတာဆိုပြီးတော့တော်လန်ကြီးကိုအသုံးချပြီးတော့မှကိုယ့်ရဲ့အတ္တတွေကိုကိုရှေ့တန်းတင်ပြီးတော့မှ နော်လူတွေကိုပြစ်တင်ရှုံချတယ်လူတွေကိုဆဲဆိုမှန်ရိုင်းတယ်အမြင်မတူတာနဲ့ရန်သူလုပ်တယ်မဆိုင်တဲ့မိသားစုပုံတွေထောင်တယ်ပြဿနာရှာတယ်ချင်းချောင်းမှုတွေလုပ်နေတာကဒါအရန်ဟိုဟိုလူသားမဆန်တဲ့လုပ်ရက်တွေလုပ်နေပြီနော်လူကျင်တာကဒီမိုကရေစီလုပ်နေတာကတကယ်ကိုအကြမ်းဖက်ဝါဒဖြစ်နေတယ်ဒါအဲ့ဒါကဘယ်သူ့ကိုဆိုလိုလဲဆိုတော့ဒီမင်းမင်းစုံဟိန်းတို့နော်အာနောက်နှင်းပေါင်ခေါ် Titan Geography ဆိုတဲ့နော်အော်စတြေးလျမှာနိုင်ငံမှာနေတဲ့သူကိုယ်သူတော့ចောင်းဆရာလို့တော့ပြောတာပဲเนาะအဲ့တော့အဲ့လိုလူတွေရဲ့ရုပ်မပြပဲနဲ့ ကျွန်တော်တို့ပေါ်မှာအေးတောက်ကြည့်ဆင်းလဲတဲ့ဟာတွေကိုကျွန်တော်ကဖော်ထုတ်ခြင်းဖြစ်တယ်နော်ပြောပါတော့ဥထက်အေးအကိုကတော့ခုနဘယ်လိုပေါ့နော်အကိုဆွဆွဲထားတဲ့ဥစ္စာကိုကာယကံရှင်အထူးကတော့ကာယကံရှင်နဲ့ရှင်းရမှာပေါ့နော်ဒါကဟိုလူတယောက်ကိုခုနဘယ်လိုပေါပန်းစေလူတယောက်ကိုတိတ်ခါကြဖို့အဲအတွက်ပေါ့နော်ဒါကြီးရွယ်ပြီးတော့လောက်တာကိုတွေ့ရတယ်ပေါ့အထူးကတော့ အဲ့ဒါသူဒါကနိုင်ငံရေးလည်းမဟုတ်ဘူးဟာလာတော်လှန်ရေးအတွက်လည်းမဟုတ်ဘူးဒါပုဂ္ဂိုလ်လူပုဂ္ဂိုလ်ရေးအရာမှာတဘောကဟိုသူတို့ဆွဆွဲတာတော့ဖွန်ချောင်းနေပေါ့နော်ဖွန်ချောင်းကသမယမေအားကိုသွားပြီးတော့ပြင်းမာနေတာလည်းမဟုတ်ဘူးသူ့ရဲ့ရွှေမျိုးသားချင်းနဲ့ဖြစ်တာလည်းမဟုတ်ဘူးဟာလာဟိုအခုအနေနဲ့ခုနပြောလို့ကာယကံရှင်ပြဿနာတက်နေတာလည်းမဟုတ်ဘူးအဲ့တော့သူကအခုရဲ့ပုံတွေကိုယူသုံးပြီးကမှဒီလိုလှုပ်ထားတယ်ဆိုတာကဒါကတောက်ကျစင်းလဲတာလေ အဲ့တော့အဲ့ပြဿနာရဲ့အဓိကရည်ရွယ်ချက်ကိုကိုမသိတာဘာဖြစ်ချင်တာလဲဘာအတွက်လောက်ရတာလဲဟုတ်ကဲ့ဒါပထမရမှာနော်အခုခုနပြောလို့ရည်ရွယ်ချက်ကဟိုသူ့ရဲ့ရည်ရွယ်ချက်ကိုတောင်းမှာဂကနနမသိဘဲနဲ့အာထက်မဲ့သွေးကိုဒီလိုလောက်ယုံနေထက်မဲ့သွေးကထိုးကြသွားစီရလဲအကြောင်းမရှိဘူးတိတ်ခါကြစီရလဲအကြောင်းမရှိဘူးဒါကောက်ကျစ်မှုလေဟုတ်ကဲ့ဒါကြောင့်မလို့ချင်းချင်းလာတက်ကျင်းလို့ရတယ် ဟလာမင်္ဂလာပါသွေးကောကောလေးမင်္ဂလာပါမင်္ဂလာပါကျွန်တော်တော့ဒီ Facebook Media မှာဒီနိုင်ငံရေးစကားပြောတာတွေနောက်တယောက်ကိုတယောက်ဒီပြစ်တင်ရှုံးချတာတွေကျွန်တော်တစ်ခါမှတော့မလုပ်ဘူးပေါ့နော်အခုဒီဥပကုလင်းလုံးရဲ့အရင်တော့ဥပကုလင်းဆိုရင်အရင်တော့ဖြည့်ချိဖွဲ့ဝင်ဖြစ်ခဲ့တယ်ဖြည့်ဝေးဖြည့်အဖွဲ့ဝင်ထဲမှာပါဝင်ခဲ့တဲ့ဒီဖင်လန်နိုင်ငံနော်ကလာမင်းမင်းစော်ဟင်းကတော်လန်ရေးကိုအမျက်ထုတ်ပြီးတော့မှလူတွေပေါ်မှာမိုင်းရိုင်းစော်ကား မဟုတ်မမှန်သတင်းတွေကိုလွှင့်တဲ့အတွက်ကျွန်တော်ဒီ like ကိုလွှင့်ရခြင်းဖြစ်တယ်ပေါ့နော်ဥက္ကလင်ရေနော်နောက်တစ်ခုကတော့ဒီဖဲကြီးဖွဲ့ဝင်ထဲမှာမနေ့တနေ့ကမှပါလာတဲ့နှင်းမောင်ရဲ့ရုပ်မာမှုတွေရုံညံမှုတွေကိုကျွန်တော်ကဒါဟိုဖော်ထုတ်ခြင်းဖြစ်တယ်ပေါ့နော် ကျေးဇူးပြုပြီးတော့ကိုတို့ဒီရုပ်လေးပြလို့ရမယ်ဆိုရင်အကုန်လုံးကျွန်တော်ရိုက်ရုပ်အမျက်နှာပြပြီးတော့ကျွန်တော်ဒီကိစ္စကိုဖြေရှင်းကြအောင်နော်။ဘာကြောင့်လဲဆိုတော့တချို့တွေကရုပ်မပြဘဲနဲ့အမောင်တွေကနေပြီးတော့မှကျွန်တော်တို့ကိုချိန်ချောက်တာတွေမဆိုင်တဲ့မိသားစုဝင်တွေကိုတက်ဖြတ်ဖို့ပြောဆိုတာတွေအားလုံးဟာတကယ်ကိုအောက်တန်းစားဆန်တဲ့လုပ်ရက်တွေပါနော်။ဒါတွေအားလုံးလည်းကျွန်တော်တက်တင်တဲ့တကွာချပြဖို့ရှိပါတယ်။ဥက္ကုလင်ရေဥက္ကုလင်လည်းအဆင်ပြေတယ်ဆိုရင်ကျွန်တော်တို့ရုပ်လေးဖွင့်ပေးပါနော်။ဟုတ်တယ်ဟုတ်တယ်အကိုလေးဟိုရုပ်မဖွင့်တော့ဘာဖြစ်လို့ဆိုတော့အကိုကအခုဒီ အရန်ဟိုဟာအိတ်ရတော့မှာဆိုတော့နည်းနည်းအိတ်ချင်တဲ့ပုံစံဖြစ်နေလို့လေဟုတ်ကဲ့နော်ဟိုခဏလောက်ပြလိုက်ပါနော်ဘာသူလဲဆိုတာကြာနေဥက္ကုလည်းအတုဖြစ်နေဦးမယ်အဲမောင်နှင်းမောင်ကတော့သူကအတုဖြစ်နေတယ်ပြောနေတော့ကျွန်တော်တို့ကအစစ်ဆိုတာမျိုးတော့ပြရမှာပေါ့နော်အဲခဏလေးဒီမှာဟိုဟာအကိုကပါဆိုပြန်ဝင်လာမှရမှာတိလားဟုတ်ကဲ့ဟုတ်ကဲ့ပြန်ဝင်လာခဲ့တော့ပြန်ဝင်လာခဲ့အမြင့်မြင့်မရှာလိုက်ဦးမလား င်းမဝယ်တာပေါ့ကွာဒီတခါတည်းရင်တိုင်ရင်ဟိုကိုကဟုတ်လို့မှန်လို့ဆွဆွဲတာကပြဿနာမရှိဘူးအခုချိန်မှာနိုင်ငံရေးဖြစ်နေတာနိုင်ငံရေးဖြစ်နေတာဆင်ရေးဖြစ်နေတာနည်းနည်းလေးတိမ်ဆောင်းမခံဘူးအဲ့တော့ဒီအမမာရင်းအနေနဲ့ဖြစ်တဲ့အရာတွေကလည်းဒီတင်ငယ်ဟိုဟောနော်ဒီဖြစ်ဖြစ်တဲ့အရာတွေလည်းရှိနေတော့ကျွန်တော်တို့ကဒီမေမေဇော်ဟင်းရဲ့ ဒီနှင်းမောင်ရဲ့နောက်ကကြိုးကင်ပြီးတော့မှဆွတ်ဆွဲမှုတွေကိုကျွန်တော်တို့ငြိမ်ခံနေလို့မရဒါအမှန်တရားကိုကျွန်တော်တို့ထုတ်ဖော်ပြမှရမှာဒါကြောင့်ကျွန်တော်ကဒီ లై ကိုလွှင့်ရခြင်းဖြစ်တယ်ဦးထက်မြတ်သိရနော်ဟိုမသိရင်တော်လိုင်းရင်းရသူတို့ပိုင်လာလို့လို့ဒါမှမဟုတ်သူတို့ခွင့်ပြုချက်ရမှတော်လိုင်းရင်းလုံးဝမလို့လို့အမြင်မတူတဲ့သူမှန်တယ်မရဘူး లై ပြဿနာရှာတယ်ဟိုဒီ Facebook မှာရှိတဲ့ညီကောင်မတော်မတွေကတော့ဒီ TikTok social media ရဲ့ဖြစ်ပျက်တွေကိုသိကျင်လဲသိကြမယ်မသိကျင်လဲမသိကြဘူးပေါ့နော်သိတဲ့သူရှိရင်လည်း ဒီမင်းမင်းစော်ဟင်းတို့ရဲ့ရုံညံ့မှုတွေကောက်ချင်မှုတွေကိုကွန်မန့်မှာနော်ဟိုရေးလို့ရပါတယ်ပြောပြလို့ရပါတယ်ဒီဖြဲကြီးအဖွဲ့ဝင်တွေရဲ့ဖြဲကြီးဖြဲကြီးဆိုပြီးဂိုင်းထောင်ပြီးတော့မှလူမိုက်လူရန်ကလုံနေတဲ့လုံရက်တွေကိုကျွန်တော်တို့ကချပြခြင်းဖြစ်တယ်အကျွန်တော်တို့အားလုံးကရုပ်ဖွင့်ပြီးပြောနေတာဘယ်ရလဲဘယ်ဒေတာလဲဘယ်စစ်မြစ်ကလဲလူတိုင်းသိကြတယ်ကိုစကားကိုကိုတာဝန်ယူတယ်ကိုပြောပြီးတော့စကားကိုကိုတာဝန်မယူတဲ့သူတွေရတာခုအမောင်တွေကနေကျွန်တော်တို့ကိုချိန်ချောက်ချင်းခံရတာဖြစ်တယ်ဒါတွေအားလုံးမိဘပြည်သူသိအောင်ကျွန်တော်ကချပြခြင်းဖြစ်တယ်ဥထိုက်ကောင်းနေကောင်းနေပြီ ဒီတိုင်းငိမ့်ခံနေမယ်ဆိုရင်ကျွန်တော်တို့အမှန်တရားပြောင်းနေပြီ။ဘာကြောင့်ဆိုတော့လူတွေကပြောလိုက်ရင်ဓမ္မနဲ့အာဓမ္မကျွန်တော်တို့ကဓမ္မနဲ့အာဓမ္မဆိုတာကကျွန်တော်ဆိုရင်တော့အပ်တူတိတ်ပဲကြည့်တယ်။လက်နဲ့မဲ့တဲ့သူကိုအနိုင်ကျင့်တဲ့သူမှသမျှအဲ့ဒါအာဓမ္မလောက်တာ။နော်လေးကွန်းနဲ့ပဲဖြစ်ဖြစ်တရီကွန်းနဲ့ပဲဖြစ်ဖြစ်အများနဲ့တယောက်နဲ့ပဲဖြစ်ဖြစ်အဲ့လိုမျိုးငါတို့ပြောလိုက်ရင်ဒါတော့ငါတို့တော်လိုင်းအတွက်လောက်တာပဲငါတို့ကအင်ပါယာကြီးနေငါတို့ကအများဖြစ်တယ်ဆိုပြီးတော့မှယုံညံ့မှုတွေကောက်ချက်မှုတွေကိုကျွန်တော်အတိမခံနိုင်ဘူးအမှန်တရားဆိုတာကရှိ ው ရှိရမယ်ဓမ္မနဲ့အဓမ္မဆိုတာလည်းရှိ ው ရှိရမယ် အဲ့တော့ဓမ္မနဲ့အာရမဆိုတာကလူတွေကလင်းနဲ့ချဲမတော့တနက်နဲ့ပြက်မတော့ဓာတ်နဲ့ထိုးမတော့မဟုတ်ဘူးနော်ဖိတ်ထားအကျံဖတ်မှုမှန်တယ်မြတ်နော်အကျံဖတ်မှုမှန်တယ်မြတ်လက်နက်မဲတဲ့သူတွေကိုအကျံဖတ်မှုမှန်တယ်မြတ်လုတ်တဲ့သူအားလုံးကအဲ့ဒါကတကယ်ကိုဒီအာတမလောက်ရဖြစ်တယ်။ဒါအောင်ကျွန်တော်သိမခံနိုင်ဘူး။ကိုကိုလင်းဖိတ်ထားဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ပြန်တင်လိုက်မင်္ဂလာပါဦးကိုလင်းမင်္ဂလာပါအဲမင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ အဲ့တော့ဟိုချက်ပါဘူးလို့ပြောချင်တာပေါ့နော်ကျွန်တော်နဲ့ဥက္ကုလင်နဲ့ TikTok လောကမှာဖြစ်လာရောစပြီးရင်းနှီးလာတယ်အဲကျွန်တော်ဘက်ကစပြီးတော့မှားတာတွေရှိတဲ့အတွက်ဥက္ကုလင်ကိုကျွန်တော်သွားပြီးတောင်းပန်ခဲ့တယ်အဲဥက္ကုလင်ကျွန်တော်မှားသွားတယ်ဥက္ကုလင်ခွင့်လွှတ်ပေးပါတယ်ဆယ်ရှိမှာဥက္ကုလင်ကခွင့်လွှတ်ပေးတယ်အေးငါညီလေးနောက်ဒါမျိုးမမားစေနဲ့ဒါပုံကိုကြီးကဖြစ်တာနော်နိုင်ငံကြီးကြတာမဟုတ်ဘူးဥက္ကုလင်ကိုကျွန်တော်ကစိန်ခေါ်လိုက်တဲ့အရာပေါ်မှာဥက္ကုလင်ကခွင့်လွှတ်ပေးတယ်ခွင့်လွှတ်ပြီးတဲ့နောက်ွယ်မှာတခါအေးဆေးဖြစ်သွားတဲ့အချိန်မှာကျွန်တော်ကအဲ့အချိန်မှာရေးပေးဖြစ်တယ် ရေးပေးဖြစ်တဲ့အချိန်မှာကျွန်တော်ကငွေ70သိန်းကိုဒီဒေါက်ခရောက်တဲ့ပြည်သူဘယ်သူမဆိုအကုန်ပူးပေါင်းပြီးတော့လှူမယ်ဆိုပြီးတော့ကျွန်တော်ကစီစဉ်တဲ့အချိန်မှာငွေ70သိန်းကိုကျွန်တော်ကဒီထိုင်းနိုင်ငံမှာရှိတဲ့ကိုချင်မင်းကိုကျွန်တော်ကလှူဒန်းခဲ့တယ်။ဒါဟောဒီငွေကိုမယူအောင်ဒီငွေကခရိုနီရှားရတဲ့ပတ်စံနေပြည်သူတွေရှင်းကငွေလိမ်ထားတာပါဆိုကျွန်တော်ဆုတ်ဆွဲပြန်အောင်ကျွန်တော်အမေရိကန်မှာနေတာအလုတ်သွားလုံရင်တရက်ကိုဘယ်ဆိုင်မှာလုံးလို့ဒေါ်လာ200ရရတယ်ဒေါ်လာ200ဆိုရင်ပဲမြန်မာငွေ6သိန်း7သိန်းဖြစ်နေပြီအဲ့ဒီပတ်စံ10သိန်းက ော်ဘယ်သူ share သွားပြီးခိုးပြီးတော့ယူရမှာလဲမဟုတ်လားကျွန်တော်ရဲ့ချွေးနှဲစာတွေကလည်းကျွန်တော်တိုင်းပြည်ကိုကျွန်တော်ကချစ်တဲ့စိတ်နဲ့ဒုက္ခရောက်တဲ့သူတွေကိုကျွန်တော်လှူဒန်းခြင်းဖြစ်တယ်ဒါအောင်လဲအပြစ်တင်ရှုံချပုတ်ခတ်စော်ကားတယ်အဲအဲ့လိုမျိုးကနေစပြီးတော့ဇလန်းနေစခဲ့တာပေါ့နော်ဇလန်းနေစလာပြီးတော့နှင်းမောင်ရဲ့ကျွန်တော်မဖုတ်မမှန်နေစွတ်ဆွဲဖြစ်တင်တာတွေနောက်ဒီ Facebook ပေါ်မှာကျွန်တော်ရင်တော့တွေ့ရိုက်ခဲ့ဘူးတဲ့တတိတတိရဲ့ဇက်ပုံနဲ့တွေ့ရိုက်ဖူးတာကိုဟာဒါက အာဒီတထည့်ရဲ့မွေးစားပါဆိုပြီးတော့ကျွန်တော်ဆွဆွဲပြန်ရအောင်အခုလည်းဒါတထည့်ရဲ့ဟိုတပည့်ပါဆိုပြီးဆွဆွဲပြန်တယ်အမေရိကန်မှာသူကစူချီဆိုင်နေဖွင့်ပေးထားတာသူကတရှိုးလှုပ်ပေးထားတာနောက်ဆုံးပို့ဆိုးတာကဒီလက်ရှိစကားဆာရဲ့တောက်တိုင်ဆိုပြီးကျွန်တော်ဆွဆွဲပြန်ရအောင်ကျွန်တော်ဘဝမှာစစ်သားဆိုတာကျွန်တော်ကမိတ်ဆွေလည်းမဖြစ်ခဲ့ဘူးတိလည်းမတိခဲ့ဘူးဒါပေမဲ့ကျွန်တော်ကရိုးသားသားပြောရရင်ကျွန်တော်မြန်မာနိုင်ငံသားတယောက်ကျွန်တော်တက်မတော်တိုင်းပြည်တစ်ခုမှာတက်မတော်မရှိလို့မရဘူးဆိုတဲ့ခံယူချက်ရှိတယ်တက်မတော်ကိုချစ်တယ်နော်ကျန်တဲ့အကျန့်ဖက်လုံးရက်တွေအာနာရှင်တွေကျွန်တော်တယောက်မှလက္ခဏာမဟုတ်ဘူးဘယ်သူမှလည်းကျွန်တော်ကကောင်းတဲ့ထဲတာမဟုတ်ဘူး ခက်ပြီးရအောင်အဲ့အပေါ်မှာမူတည်ပြီးတော့ကျွန်တော်ဆုတ်ဆဲမှုတွေဟာအရန်ကိုမိုင်ရိုင်းဆောင်ကားတဲ့ဟာတွေဖြစ်လာတဲ့အတွက်ကျွန်တော်တိမခန်တဲ့နောက်ပိုင်းမှာကျွန်တော်တို့ပြဿနာတွေဆက်တက်လာတယ်ပေါ့နော်တက်လာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်အရင်ဆုံးကဒီအလုပ်လုပ်ခဲ့တဲ့ကာမောင်းခဲ့တဲ့တထင်းအိမ်တွေပါဟာဆူရှာအိမ်ပါဆိုပြီးတော့ကျွန်တော်ကလာခဲ့တာကကုံထန်းသမားဘဝကလာခဲ့တာရေတံမှုပိုးတဲ့ဘဝကလာခဲ့တဲ့ကောင်ကဘလို့လို့အိမ်ပေါင်းများစွာတန်တဲ့အိမ်ကြီးကိုပိုင်ဆိုင်ပါလေဒါအောင်လဲမဆိုင်တဲ့အပြစ်မဲ့ပြည်သူတွေကိုဒုက္ခရအောင်နှင်းမောင်ကသူ့ရဲ့ ဖြစ်ရမှာတရင်ဌာနသူသူ့ရဲ့ page ဖြစ်ရတဲ့အဲကိုမဟုတ်ပါဘူးညင်းပြီးတော့မှချိန်ချောင်းမှုတွေလုတ်ခဲ့တယ်အိမ်ထဲကိုဝင်ရရတော့မလားအိမ်ကိုလူကြုံရှိတယ်လို့စုဆွဲတာတွေလုတ်လာရတဲ့အားလုံးကဒါအရန်ကိုအကြီးတန်းရုံဆုံးလုံးတယ်အောက်တန်းကြလုံးတယ်အဲဒါတွေအားလုံးကဥထမြတ်သွေးတို့ဥက္ကုလုံတွေလည်းတိကျမှာပေါ့နော်အဲ့ချိန်မှာလည်းကျွန်တော်သွားပြီးတောင်းပန်ခဲ့တယ်အဥနှင်းမောင်ရင်မလုတ်ပါနဲ့ကျွန်တော်ဒီလိုမျိုးလူမျိုးမဟုတ်ဘူးကျွန်တော်မိုင်းရိုင်းဆောင်ခဲ့တဲ့သူမဟုတ်ဘူးကျွန်တော်တောင်းတောင်းပန်ပန်လုတ်ရတဲ့သားနဲ့ကိုကျွန်တော်ကိုအခုလိုမျိုးတွေနော်ဟိုသူတို့ဖြည့်ကြီးဖွဲ့နဲ့ကျွန်တော်နဲ့တပည့်ဆိုင်လာပြီးပုံကိုရေးဆန်စွာ ဟိုတိုက်ခိုက်မှုတွေဖြစ်လာတဲ့ပုံစံဖြစ်လာတော့လောက်လာခဲ့တာဒီနှစ်နောက်ကွယ်ရချိုးခံခဲ့တာနှင်းမောင်ပဲနှင်းမောင်ပဲနောက်ဒါဟိုတိကျအောင်ပြောတာကျွန်တော်မှထောက်ထားတဲ့ကုံရှိတဲ့အတွက်အတိအကျအောင်ပြောတာဥက္ကုလင်ရေနော်ဥက္ကုလင်ဆိုရင်လည်းဖြည့်ကြီးဖွင့်ဝင်ဖြစ်ခဲ့တယ်ပြောပါနော်ဥက္ကုလင်တို့မိုက်ပိတ်မိုက်ပိတ်နေမိုက်ပိတ်နေအခုတက်မှတ်သူရှိရဲဆိုရင်ချိတ်ခဲလို့ရပါတယ်နော်ဒီဒီနှင်းမောင်တို့ဖြည့်ကြီးဖွဲ့ကိစ္စကိုရှင်းကျင်နေတဲ့သူရှိတဲ့ဆိုရင်ချိတ်ခဲလို့ရပါတယ် ကိုကိုလေးမိုက်ပေးဟာတက်ပါချက်အခုတော့အမှန်တရားပဲမပေးရတယ်ကွာမြန်မာပြည်ကိုရေးကိုလည်းလက်မခံဘူးလို့သူဒီကိုမဟုတ်မမှန်ခုနကလို့ဟိုလောက်ကြံနေတာမျိုးတွေကိုလည်းလက်မခံဘူးပေါ့နော်ဟိုရှင်းရှင်းပြောရသေးတာအရင်ကိုလည်းလက်လက်မခံဘူးပုံကိုဆွဲမရှိဘူးဝါရဆွဲမရှိဘူးတိုင်းပြည်ကိုပြစ်တော့ရေးကိုလည်းမြေသူကိုမှလက်မခံဘူး အကိုစိတ်ကတော့ဒါပဲဖားလည်းမဖားဘူးမြောက်ပေးเสียလည်းမလိုဘူးခြောက်လည်းမကြောက်ဘူးဒါအကိုရဲ့ကိုရဲ့မူဝါဒပဲအဲ့တော့မြေသူတူတူယောက်ကိုလည်းလှုပ်ကြံပြီးတော့တိုက်ခိုက်မှလည်းမဟုတ်ဘူးမူသားလည်းပြောမှာမဟုတ်ဘူးအဲ့တော့တိုက်ပြီးအတွက်လား အလားနိုင်ငံအတွက်အလားတော်လှန်ရေးအတွက်အလားနိုင်ငံရေးအတွက်စသည်အဖြင့်သစ္စာတဲ့ဥစ္စာကို ပြောလို့ရတယ်အကျိုးရှိအောင်ပြောလို့ရတယ်အများသူငါကို အထောက်အကူပြုနိုင်မှာမျိုးကိုလက်ခံတယ်အကျိုးမရှိဘဲနဲ့အလားကိုယ့်ရဲ့ဒီချက်ကဘာကြောင့်လောက်ရပါတယ်ဆိုတဲ့အလားဖြည့်ရှိချက်မျိုးတောင်မှအဲမပေါ်လွင်မဲနဲ့လောက်တဲ့လောက်ရမျိုးတွေပေါ့နော်ဒါတွေကိုကောက်ကျစ်တယ်ရုပ်မာတယ်ဆိုတာကိုပေါ်လွင်အောင်လို့ ဟဲ့လားအကိုကတော့တက်ပြောတာပေါ့နော်ဟုတ်ကဲ့ Hello ဟုတ်ကဲ့ဟုတ်ကဲ့ပြောပါအခုတမင်းပြောတာအခုလူတိုင်းလူတိုင်းဟာဘယ်သူမှတက်ခေါင်းထွက်လာတာမဟုတ်ဘူးလေဟာလာမိသားစုတွေရှိတယ်ဘဝလုံခြုံရေးတွေရှိတယ်သားသမီးတွေရှိတယ်ဟာလာဒီလိုလှုပ်လိုက်တဲ့အကြောင်းရင်းကလူကိုဟာလာဘယ်လောက်တာဝန်ယူတာဝန်ခံပြီးတော့ဟာလာဒီလိုလှုပ်ရတာလေပေါ့ မင်္ဂလာပါ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 ကိုလိုပါမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါသူကြောက်ကတော့ privacy ရရုပ်ပိတ်ထားလိုက်မယ်နော်ရရပိတ်လိုက်နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဒီကျွန်တော်နဲ့ပတ်သက်တာလေးခုနရှင်းနေတာပေါ့နော်ပြီးရင်ကုလုံမုံလို့ဆွဆွဲထားတဲ့ဟာလေးကုလုံမုံလို့ရှင်းရှင်းလို့ရတယ်ပေါ့နော်အဲ့တော့ဒီပြီးရင်ဥပုလိန်ရင်ပြောပါနော်ပြီးရင်ကျွန်တော်ပြောမယ်နော်မင်းမင်းဆောင်ရဲ့ဆွဆွဲချက်တွေကိုကျွန်တော်တခုချင်းနဲ့ကျွန်တော်ပြောပြန်ပြောပြန်ဖြည့်ရှင်းပေးမယ်နော် အဲဟုတ်ပြီအဲ့တော့ဟိုဟောပေါ့မဟုတ်မမှန်ဆွဆွဲတယ်ဆိုတာနိုင်ငံရေးလောက်တာမဟုတ်ဘူးเนาะကျွန်တော်တို့ကဒီအမှန်တရားကိုလိုချင်လို့ကျွန်တော်တို့တွေတိုက်နေတာဖြစ်တယ်ဒါတော့မှ ကျွန်တော်တို့ကသူများနိုင်ငံမှာနေသူများနိုင်ငံ policy နဲ့ကျွန်တော်တို့နေရတာကျွန်တော်တို့ဒီလူသက်เนาะတဲ့ကိစ္စတွေဟာဟိုလက်နက်လူတဲ့ကိစ္စတွေเนาะဒါတွေကကျွန်တော်တို့ တကယ်တော့တရားဝင်ကျွန်တော်တို့လုပ်လို့မရဘူးเนาะအဲ့တော့ကျွန်တော်တို့ကိုယ်တိုင်ကလည်းဒီဟာတွေတည်ပြီးတော့လည်းလုပ်လို့မရဘူးကျွန်တော်တို့ဒါပေမဲ့ဘာလဲဆိုတော့အလှူငွေအနေနဲ့ကျွန်တော်တို့တွေထဲ့တာတို့เนาะအဲသူတို့ဟိုမှာလုပ်တဲ့ကိစ္စတွေကိုဝိုင်းကူပေးတာတို့ကျွန်တော်တို့လုပ်လို့ရတယ်เนาะတချို့ကိစ္စတွေကိုအဲ့တော့ဟိုလူတယောက်ကိုဂျောင်ပိတ်ပြီးတော့เนาะလူမပြောနဲ့ဗျာခွေးတော်ဂျောင်ပိတ်ပြီးရရင်ပြန်ကြိုက်တယ်ဗျာเนาะအဲ့တော့ကျွန်တော်ဒီเนาะ နိုင်ငံရေးထဲမှာဝင်ပါလာတယ်ဆိုတာကကျွန်တော်တို့နိုင်ငံအတွက်ကျွန်တော်ဒီနိုင်ငံသားဖြစ်ခဲ့ဘူးလေကျွန်တော်နိုင်ငံရေးကျွန်တော်နိုင်ငံမြေမှာကျွန်တော်နေခဲ့ဘူးလေတောက်ခဲ့ဘူးလေစားခဲ့ဘူးလေဒါကြောင့်ကျေးဇူးတရားဆိုတာရှိတယ်ကျွန်တော်တို့နိုင်ငံအတွက်အဲ့တော့ကျွန်တော်ဒီနိုင်ငံ အတွက်ဆိုပြီးတော့မှကျွန်တော်ဝင်ပြီးတော့ဟာလာဟိုမျက်နှာကြီးပြပြီးတော့ဒီနိုင်ငံရေးထဲမှာဝင်လုပ်ခဲ့တယ်เนาะဒါပေမဲ့ကျွန်တော်ဒီနိုင်ငံရေးတမမဟုတ်ဘူးဟုတ်တယ်เนาะနိုင်ငံရေးတမမဟုတ်ဘူး မှတ်ပုံနေနှမ်းမှာလည်းနိုင်ငံရေးသမားလို့မဖြည့်ထားဘူးဘယ်အလုတ်ကင်မှာမှလည်းနိုင်ငံရေးသမားလို့ကျွန်တော်ဖြည့်မထားဘူးเนาะအဲ့တော့ကျွန်တော်ပြောရရှင်းရှင်းလေးလူတယောက်ကိုကြောင်ပိတ်ပြီးတော့မရိုက်နဲ့เนาะအခုဒီဆူရှာနဲ့ ရသည် ကိုကြီးပေါ့အကောက်ကိုမချဘူးဗျာအကောင်းဆုံးသူပြန်ဖြေရှင်းတယ်နော်အကောင်းဆုံးဟိုဟာဖြစ်တာကိုကျွန်တော်ကလက်ခံပေးရမယ်တချို့ကိစ္စတွေကနော်နောက်ပြန်ကြည့်လိုက်တဲ့အခါမှာဒီဘက်ကနိုင်ငံရေးတိုင်းဝိုင်းတွေအကုန်လုံးကလည်းလိုက်ကဟိုဟာဖြစ်သွားလားမသိဘူးဟယ်လိုကြားတယ်လိုက်ရသွားလားနော်ကြားတယ်ဟိုဟာဒီဘက်ကနိုင်ငံရေးတိုင်းဝိုင်းနေအကုန်လုံးကလည်း ဟိုစုရှအကြောင်းကိုတဖြည်းဖြည်းသူတို့လည်းသိလာတယ်နော်อืมသိလာတဲ့အခါမှာအားလုံးကလည်းလက်ခံပြီးစကားပြောကြတယ်လက်ခံပြီးဟိုဟာဖြစ်ကြတယ်အဲ့မှာကိုတွေကနေပြီးတော့တွားပြီးတော့မှဟိုဘယ်လိုပြောရမလဲအနိုင်တွားကျင့်လို့မရဘူးအရှင်းဆုံးပြောရရင်အနိုင်ကျင့်လို့မရဘူးဟုတ်တယ်မလားအဲ့တော့ကျွန်တော်ကတဖြည်းဖြည်းနားလေလာတာကနော်ကျွန်တော်တို့သူသူ့ကိုတောင်းပန်ခိုင်းမယ်ပန်ခိုင်းလို့သူ AC တောင်းပန်တယ်ဆိုရင်ပြီးပြီပဲလွယ်လွယ်ကူကူ ွေးပဲကျွန်တော်တွေးလိုက်ပြီးတော့တောင်းပန်ခိုင်းတဲ့ခါမှာလဲအေးအဲ့ဆိုရင်တော့မင်းညီလေးစုချာမင်းအခုတည်းမကဘူးဒီ live ပေါ်မှာရှိတဲ့အကိုတို့အဖွဲ့စည်းတွေပါအကုန်လုံးတောင်းပန်ပေးဆိုအကုန်လုံးသူတောင်းပန်ပေးတယ်ပြီးပြီလေကိစ္စတစ်ခုကပြီးသွားပြီအဲ့ဒါကိုမပြီးနိုင်မစည်းနိုင်နဲ့နောက်ဆုံးပြကျွန်တော်ကိုဆွတ်ဆွဲတာဘယ်လောက်ထိဆွတ်ဆွဲလဲဆိုတော့ကျွန်တော်ကဒီကလေးရှီကနေပြီးတော့ဟိုငွေကြေးယူထားပါတယ်ဆိုပြီးတော့မင်းမင်းစော်ဟင်းကကျွန်တော်ကို live ပေါ်မှာမဟုတ်မမှန်စကားပြောတယ်နော် ဟုတ်တယ်ဆုချာကားမောင်းနေသူကရက်နေဒီကြီးမဟုတ်ဖုံးဝင်သွားလို့ဖုံးဝင်သွားလို့ရက်သွားတာဒါတော့ကိုကိုလေးပြောနေတာကြားတယ်ဟုတ်တယ်သူလိုက်ပြန်ချမှရတော့မယ်နော်အဲ့ဒါထပ်ပြောလိုက်မယ်နော်အဲ့တော့မဟုတ်မမှန်ကျွန်တော်ကိုဆွဆွဲတဲ့ဟာကကျွန်တော်ရဲ့ဂုံတိတ်ခါလေနော်ကျွန်တော်ဂုံတိတ်ခါဖြစ်တယ်အဲ့တော့ကျွန်တော်ကအမြဲတမ်းကျွန်တော်ဖြည့်ရှင်းဖို့လဲစဉ်းစားတယ်ဖြည့်လဲဖြည့်ရှင်းတယ်ဒါပေမဲ့ဒီကောင်ကြီးကတဖြည်းဖြည်းလွန်လာတယ် နောက်ဆုံးများပြဿနာတွေတက်လာတဲ့အချိန်မှာကိုထက်မြတ်တို့ကိုလည်းပို့ဆိုပဆက်ပြောတာတွေဖြစ်လာတယ်ဆိုတော့နောက်ဆုံးကျွန်တော်အဖွဲ့ကနေထွက်ချင်တဲ့စိတ်ကိုဖြစ်လာတဲ့အထိကိုဖြစ်တဲ့အတွက်ကျွန်တော်ထွက်လိုက်တယ်နော်အဲ့တော့အခုချိန်ထိလဲပေါ့နော်ဒီလိုမျိုးဟိုဖြစ်နေတဲ့ဟာကိုအမှန်တရားတွေကိုဟိုမလောက်ကြပဲနဲ့ဘာဖြစ်လာလဲဆိုတော့တဖြည်းဖြည်းမိုင်းဆော်ကားတဲ့ပုံစံတွေလောက်လာတယ်ပေါ့အဲ့ဒါလဲလက်ခံနေကြတဲ့သူတွေကလက်ခံနေရဆိုတော့ကျွန်တော်ဝေးဝေးနေလိုက်တာအကောင်းဆုံးပဲပေါ့နော်အဲ့တော့ဒီကနေ့ ဒီနေ့ကျွန်တော်နိုင်ငံမှာနိုင်ငံသားတိုင်းဟိုဒုက္ခရောက်နေတယ်နော်နိုင်ငံသားတိုင်းဒုက္ခရောက်နေတယ်အဲ့ဒီဒုက္ခတွေကိုကျွန်တော်တို့ကတထောက်တနေရာကနေဘယ်နေရာကနေကျွန်တော်တို့ဘယ်လိုမျိုးဆိုတာကိုပဲကျွန်တော်တို့ဟိုစဉ်းစားရပေါ့ကိုထမ်းမြတ်နော်အဲ့တော့ဟိုဘောမမသားတွေဘောမမသားတွေကိုခဏထားလောလောဆယ်မှာကျွန်တော်တို့နိုင်ငံဖြည့်ရှင်းဖို့အရေးကြီးတယ်ကိစ္စတွေကိုအဲ့လာတွေကို မလုတ်ဖဲနဲ့သိရမလားဟို ဟိုနောက်ဆုံးပြအခု NUG ရတော့မှကျွန်တော်တို့ဒီလိုမျိုးတဘာဝဘေးအနေနဲ့ဖြစ်တဲ့အချိန်မှာအပြစ်ခက်ရက်ဆဲခဏရက်ဆဲပေးရတယ်ခဏရက်ပေးရတယ်ဟုတ်တယ်မလားဒါလုံတင်လုံထိုက်တဲ့အချိန်မှာလုံကိုလုံရတယ်ဘယ်ကိစ္စမဆိုနော်အဲ့လာကိုဟိုကျွန်တော်ကိုသိတယ်မလားဟိုပုံဖြတ်ချင်တာနဲ့ပဲကျွန်တော်ကဘောမအောင်ကာကွယ်ပါတယ်လို့နော်ဒီစူရှောက်ကာကွယ်ပါတယ်လို့ဘာလို့ညာလို့ ਨੇ သူတို့ကကျွန်တော်ကိုဆွတ်ဆွဲပြီးတော့မှ သိတယ်မလားဟို အကုန်လုံးဗျာဟိုရှောက်ပြောချင်တာကြီးရှောက်ပြောအခုချိန်ကြီးလည်းပြောနေရတယ်ဟောအဲ့တော့အဲ့အကြောင်းလည်းကျွန်တော်တို့ကတော့ရှင်းတယ်ဗျာဒီလားဟိုမဟုတ်မဟန်မှန်ဆွတ်ဆွဲတာဒီဒီကနေ့နော်ဒီဒေါ်လာရေးပြီးသွားလို့ရှိရင်တော့မင်းတို့အဲ့ပြဿနာတွေကိုမင်းတို့ရှင်းရမယ်နော်မင်းတို့ရှင်းရမယ်မင်းတို့လူလောကထဲမှာမင်းတို့လုပ်ခဲ့တဲ့ပြဿနာတွေကတကယ်ကိုအယုတ်ဆိုးအကြီးတန်းတဲ့ပြဿနာတွေဆိုအခုဒါကျွန်တော်ဒါဆူရှလည်းအခု live လွှင့်နေတယ် ။ဟောမနာကျွန်တော်ကျွန်တော် live လွှင့်ပြီးတော့ကျွန်တော် live ပေါ်မှာကျွန်တော်လည်းပြောခဲ့ပြီးသွားပြီ။နောက်ကောနော်။အဲ့တော့ဟုတ်ကဲ့ဒီလောက်ပဲနည်းနည်းပြောထားပါမယ်နော်။ဟုတ်ပြောပါ။နိုင်ငံနိုင်ငံရေးဆိုတာကိုကိုလေးရဲ့ benefit ဖြစ်အောင်ဖန်တီးပြီးတော့ဟလာနိုင်ငံရေးဆိုတာလုပ်နေရင်ဘယ်တော့မှအဆုံးမတတ်နိုင်ဘူး။တဘောကဆိုကြပါစို့ကျွန်တော်တို့တိုင်းပြည်မှာခုနပြောလို့ပေါ့ဟိုအာနာရှင်တွေကဒီလူလူတို့ကိုမင်းပြမင်းတံတွေတင့်သွားအောင်လှုပ်လိုက်ပြီးကမှ ဟာလာနိုင်ငံကြီးကကစားနေတာအမှန်တကယ်ကတိုက်ဘယ်တိုက်ပြီမဆိုပေါ့နော်ဒီမင်းပြည့်မင်းတန်တွေတင့်သွားအောင်လုပ်ပြီးကဟိုနိုင်ငံကြီးကိုကစားမယ်ဆိုရင်ဘယ်တိုက်ပြီပဲဖြစ်ဖြစ်ကစားလို့ရတယ်ဒါပေမဲ့ဟာလာပြည်သူလူထုတွေကိုဒီမင်းပြည့်မင်းတန်တွေမတင့်အောင်ဟာလာဟိုတရားမျှတစွာနဲ့တိဆောက်ပြီးတော့မှဟိုဖြည့်ရှင်းရတာပေါ့နော်အခုကမြန်မာနိုင်ငံအခုဟာလာကြုံတွေ့နေရတာကဒီ ဟိုခုနပြောလို့ပေါ့ဒါကဘာကိုညှင်းညွှန်းပြီးတော့ပြောကြလားဆိုရင်ဆုရှပါတဘောမှာဆုရှကိုကိုနဲ့ဘက်မတူဘူးဟဲ့လားတစ်ဖက်သက်သူ့ကိုထိုးနှက်ပြီးတော့ဟဲ့လားသူ့ကိုပြောနေပြီမဲ့ဘဝကိုလိလလိုက်တဲ့အခါသူဒီနော်သူ့ရဲ့ဘဝသူ့ရဲ့ brand ကိုကောင်းအောင်တည်ဆောက်ပြီးတော့အောင်မြင်နေတဲ့လူငယ်တစ်ယောက်ဖြစ်တယ်ဒီပေါ်မှာကျွန်တော်တို့ဟဲ့လားသူ့ရဲ့စိတ်စေတနာတွေကလည်းသူ့ရဲ့အောင်မြင်တာနဲ့အတူ ူလှုပ်ဆောင်ပေးနေတယ်နော်ဒါကိုကျွန်တော်တို့ကလိုချင်တဲ့ပုံတစ်ခုကိုဖန်တီးတယ်လိုချင်တဲ့ပုံတစ်ခုကိုရောက်အောင်ဆွဲသွင်းတယ်ဟလာနှုတ်ပြီးတော့တိုက်ခိုက်တယ်ပြောဆိုတယ်ဆိုတာဒါကနိုင်ငံရေးလောကမှာအဲ့ဒါကောက်ကျစ်တာအမှန်တကယ်ကဟုတ်ဘူးအဲ့လိုမလုပ်ရဘူးမလုပ်ရဘူးတကယ်ဆုရှာရဲ့အချောင်းကိုဂါကနနနားလေအောင်တီးဆောက်အောင်ဒီနေ့ကိုကိုမြင်တာ လည်းခုနကဘလို့တငယ်ချင်းကိုမိတ်ဆွေကိုတဘောကိုလိုက်လျောပြီးတော့ဒါဆုရှာပေါ်မှာဆုရှာကဘောမှာဆိုရင်လေကိုကလည်းခုနကဘလို့မှုပြီးတော့လိုက်သွားတာတွေ့ရတာပေါ့ဒါပေမဲ့တကယ်တမ်းကိုကိုလင်းမှာဂျင်းနဲ့လက်နဲ့ဆုရှာကိုဘောမှာပါလို့ကိုကိုလင်းမှာမရှိဘူးအချက်လေမရှိဘူးကျွန်တော်တို့ကမြင်နေရတယ်ဒါတွေကိုနော်ဟုတ်ကျွန်တော်ရဲ့နိုင်ငံကြီးကအဲ့ဒီလို့ လူတွင်ကျဲလှုပ်ချင်ပြီးတော့เนาะလူတယောက်ကိုမရရတဲ့နည်းနဲ့ထိုးကြတယ်အဲ့တော့အထိတ်ပဲအထိတ်ပဲရှိရမယ် point ရှိရမယ်ဘာဖြစ်ချင်တာလဲဘာအတွက်လဲဘယ်လောက်တာဝန်ယူနိုင်တယ်လဲဘာဘယ်လောက်တာဝန်ခံနိုင်တယ်လဲကျွန်တော်တရားဝင်လူတွေကျွန်တော်မှာ main မမရှိဘူးဒါပေမဲ့ကျွန်တော်က main မတွေကို like ပြီးတော့ဖွင့်ကြောင်းနေတာမဟုတ်ဘူးကျွန်တော်ရဲ့မောင်နှမလို့ခင်ရတဲ့သူတွေ ဟလာကျွန်တော်ကိုပြောမနာဆိုမနာအဖြစ်ဟလာလာပြီးတော့စောက်တီထားတဲ့လူတွေဒါနဲ့ကျွန်တော်ကခင်ခင်မင်မင်ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင်စနောက်ပြောဆိုနေတာက လွဲလို့ကျွန်တော်ကောက်ကျစ်ရုပ်မာပြီးတော့နောက်ွယ်မှာဘာတခုမှလုပ်မတော့ဘူးဒါကြောင့်မို့လို့ကျွန်တော်ကပြောတာကတာယကန်ရှင်နဲ့ကျွန်တော်နဲ့ရှင်းရမယ်ကိစ္စကိုကောက်ရုပ်ပုံစောက်ပြီးတော့ဟောင်နေတဲ့ခွေးတွေလို့ဟလာမင်းစားပါလားဆိုတော့လေမစားဘူး ွားယူပြန်တော့လေအောင်နေအဲ့ဒါကောက်ရုပ်ကိုစောင့်နေခွေးလို့ခေါ်တယ်နော်ကျွန်တော်ကတမယအသားမရပြစ်မှားတာလည်းမဟုတ်သူ့ရဲ့ညီကိုမောင်နှမအသားရဲ့အဲဒဲမှာကျွန်တော်သွားပြဿနာတက်တာလည်းမဟုတ်နော်ကျွန်တော်နဲ့ခင်မင်းနေတဲ့အတိုင်းဝိုင်းတဲ့ကိုလာပြီးတော့ဝင်ပြီးတော့ကျွန်တော်ရဲ့အတိုင်းဝိုင်းကတော့မှသူတို့ဘက်မှာမရက်တည်ရင်ကျမတို့ကိုဆဲကံတိမယ်ကျမတို့ကိုလှိမ့်ပိတ်ဆဲမှာဆိုပြီးတော့တောင်းမှန်ပြီးတော့ အလိုက်အသင့်နေသွားကြရတယ်။နော်လွယ်လာလေးပဲအခုကသူတို့ရဲ့စောက်တီမှုကကျွန်တော်နဲ့ခင်မင်းလေးရဲ့အကြောင်းကိုဝင်လာမယ်။သူတို့ဖန်တီးမယ်သူတို့ တိုက်ခိုက်မယ်သူတို့ပြောဆိုမယ်။ဒါပေမဲ့ကာယကံရှင်ကဘာတစ်ခုမှမပြောဘူး။ဘာ